တောင်တကုံမြို့နယ်မှာဒီလိုအိမ်မျိုးဗမာမှရှာတွေ့မှာမဟုတ်ပါဘူးရှင့်။ဘာကြောင့်လဲဆိုတော့ပေ၁၀ပေ၆၀ပဲမဲ့ပါမင်းမူရင်းစုံရမယ်။ရေးဆက်ကြီးတွင်းပါတယ်။ပြီးတော့လမ်းဝင်ထွက်ကလည်းအရန်တာပြီးတော့မှပဝင်ချင်းကလည်းရှယ်တန့်နေလို့ပဲဖြစ်ပါတယ်။ဈေးနှုန်းလေးကတော့သိန်း၂၀၀၀ခေါ်ထားတာပဲဖြစ်ပါတယ်ရှင့်။အကျယ်ဝန်းလေးကတော့ပေ၁၀ပေ၆၀မီပေါ်မှာစောက်ပြီးထားတာပဲဖြစ်ပါတယ်။အင်းတဲကိုဝင်လိုက်ပြီဆိုတာနဲ့တော့ဧကံမြင်တွေ့ရမယ်။အောက်တက်မှာဆိုရင် single bedroom တစ်ခန်းပါပါမယ်ရှင့်။ ဒါလေးကတော့စင်ရဘက်ရုံလေးပဲဖြစ်ပါတယ်။ပေပေအိမ်လေးဖြစ်တဲ့အတွက်အိမ်ခံတွေကမကြေဘူးလို့ထင်ရပေမဲ့ရှေ့ရှေ့လေးတော့လုပ်ပေးထားပါလေ။ဒါလေးကတော့မိဘခံလေးပဲဖြစ်ပါတယ်။မိဘခံထဲမှာဆိုရင်လည်း kitchen counter လေးတွေကိုတသက်ရေလုပ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ပေါ်တက်ကိုရောက်ပြီဆိုတာနဲ့တခြားပေးစေးပေးအိမ်မှာမှမတွေ့ရတဲ့ဖျားကန်း area ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အပေါ်တက်မှာဆိုရင်တော့ master bedroom ကျဲတစ်ခန်းပါပါမယ်။အခုမြင်တွေ့နေရတာကတော့ master bedroom လေးပဲဖြစ်ပါရဲ့ရှင့်။ဒီနေ့ရဆိုရ ဆေးပြီးဖြစ်တဲ့အတွက်ကျင်းနာလို့ရင်တခြားဘာအပြစ်မှပြောစရာမရှိတဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင့်အခုချိန်ကအဝေတွေရန်လိုက်နေတဲ့အချိန်ကာလဖြစ်တဲ့အတွက်စိတ်ဝင်စားရဆိုရင်တော့မြင်မြန်ဆုပ်ဖြတ်ချက်ချပြီးအခုပဲလာဝဲဖို့ပြည်တိုင်းအချက်မီကဖိတ်ခေါ်နေပါတယ်ရှင့်